နတ်တွေရဲ့ဖျားရှိခိုးတန်ပေးရွတ်တန်တွေကိုကြားနေရတယ်အလွန်ထူးခြားတဲ့မွန်ပြည်နယ်မူရုံမြို့နယ်ကောက်ကပုံကျေးရွာတောင်မော်တိုးရရေတကွန်ကျောင်းဆရာတော်ဗဒနာဇောတိပါလမဟာထေမြတ်ကြီးအကြောင်းကိုတင်ဆက်ပေးပါမယ်တောင်မော်တိုးရရေတကွန်ကျောင်းဆရာတော်ဘုရားကြီးကိုမွန်ပြည်နယ်မူရုံမြို့ကောက်ကပုံကျေးရွာနေမွန်လူမျိုးခမဲတော်ဦးဆိုင်မေတော်တော်ပီတို့မှ8188စက်တင်ဘာလ12ရက်တက္ကရ1950ခုနှစ် တော်တလင်းလာဆန်း၈ရက်အင်္ဂါနေ့မနက်၄နာရီမှာမိရှုတန့်စံတော်မူပါတယ်။မွေးချင်းမောင်နှမခုနှစ်ဦးရှိတဲ့အနက်ကမှဆရာတော်လောင်းလျာဟာအကြီးဆုံးသားဥယန္နနာဖြစ်ပါတယ်။မိဘများကငယ်မီကိုမောင်နှားလို့အမည်နှမပေးခဲ့ပါတယ်။ဆရာတော်လောင်းလျာလေးအသက်၁၈နှစ်အရွယ်လူပြိုရွယ်လေးကိုရောက်လာတဲ့အခါမိဘနှစ်ပါးဖြစ်တဲ့ဦးဆိုင်နဲ့ဒေါ်ပြီတို့ကသာသနာဒါယကာသာသနာအမွေကိုခံယူလိုတာကြောင့်သင်ငန်းတပိတ်ပေးခဲ့အောင်လှူရန်က ဆရာတော်ဥတုဝနထံမှာရှင်သာမဏေအဖြစ်သွတ်သွင်းခဲ့ပါတယ်။ရှင်သာမဏေဖြစ်ပြီးတဲ့နောက်မောင်လှကိုဥပိ္ပဇေဆရာတော်ဖြစ်တဲ့ဥတုဝနကရှင်ဇောတိပါလာလို့ဝဲ့အမည်ပေးခဲ့ပါတယ်။တက္ကရာ1269ခုနှစ်နွေဥဒုကဆုံလာဆန်း9ရံဘရူးနေမှာဒုတိယမဟာယင်ကိုင်းချုပ်ကွန်တာကျောင်းဟောင်းဆရာတော်ဗဒနာညာနာတိတိမဟာတိကိုဥပစ္စေပြုပြီးမုရုံမြို့နယ်ကွန်တာကျောင်းဟောင်းခန္ဓာတိန်တော်မှာမြင့်မြတ်တဲ့ယဟန်အဖြစ်ကိုသွတ်သွင်းချီးမြှောက်ခဲ့ပါတယ် ယဟန်ပြူလေးဖြစ်တဲ့ဦးဇောတိပါလာဟာပပတမင်္ဂလာယုံကြောင်းမဟာချန်ဆရာတော်ရဲ့ခြေတော်ရင်မှာပညာရည်နှုတ်တောက်ဆုနေစမှာပဲမဟာချန်ဆရာတော်မြတ်ကသဒ္ဒနာရေးကိစ္စနဲ့ယူရီးယားနိုင်ငံကိုကြွသွားပါတယ်အဲဒီလိုမဟာချန်ဆရာတော်ယူရီးယားကိုကြွသွားပြီးတဲ့နောက်မှာပပတမင်္ဂလာယုံကြောင်းမှာကျောင်းထိုင်ပုံကမရှိပဲဖြစ်နေတာပေါ့အဲဒီခါဂိုင်းကျုပ်ဆရာတော်ဗဒ္ဒနာ ပေါကလိမုတ်တမထေကဦးဇောတိပါလာမှတပါအခြားပုံကမမြင်ရကား ဥဇောတိပါလာကိုပင်ခိတအကြောင်းဆောင်ပုဂ္ဂိုလ်အဖြစ်တာဝန်ပေးနေရချထားလိုက်ပါတယ်။အဲ့ဒီအချိန်ဥဇောတိပါလာဟာယဟန်သိခါခုနှစ်ဝါသာရှိသေးတာကြောင့်ကျောင်းထိုင်ပုဂ္ဂိုလ်မလုပ်လိုပါ။မဆုံးသေးသောပညာကိုသာဆက်လက်သင်ကြားလိုစိတ်ပြင်းထန်နေပါတယ်။ဒါပေမဲ့လည်းမိမိကိုယ်စားကျောင်းဆောင်မဲ့ပုဂ္ဂိုလ်မရှိသေးတာကြောင့်ဇုအတင်းထွက်သွားဖို့ရာမသင့်လျော်တော့အောင်ဤတိခံမိနေရပါတော့တယ်။အဲ့ဒီခါယဟန်တော်ဥဇောတိပါလာကအကြံတစ်ခုဖြစ်ပေါ်လာပါတယ်။ ယူရီးယားနိုင်ငံဘန်ကောက်ကိုပြန်ကြွသွားတယ်မဟာချန်ခေါ်ဆရာတော်ထံမှာမဆုံးသေးတဲ့မိမိရဲ့စာသင်သားဘဝပညာခီးကိုဆက်လက်ပြီးသင်ကြားအောင်မယ်သင်ကြားဖို့ရာနီလန်ပရိယတ်ကိုတက္ကະကမတွေကိုအကြောင်းပြဖြောင်းပြပြီးမိမိသတင်းသုံးနေထိုင်ခဲ့တယ်ပပတမင်္ဂလာယုံเจ้าကိုเจ้าရှိတန်ဃာတော်များနဲ့တက္ကະကမတွေကိုအနှံကမိမိရဲ့တပည့်เจ้าသားနှစ်ယောက်ကိုမိမိနဲ့အတူခေါ်ဆောင်သွားပြီးယူရီးယားနိုင်ငံဘန်ကောက်မြို့ကိုပညာသင်ကြားရန်အကြောင်းပြကာထွက်ခွာသွားပါတယ် စာတင်သားယဟန်အချို့အရှင်ဇောတိပါလာနဲ့နောက်ပါတပည့်တွေဟာထိုင်းနိုင်ငံဘန်ကောက်မြို့တော်ကိုကြွားရောက်ပြီးဝက်ခုကျောင်းစီရတော်မဟာအင်းရဲ့ခြေတော်ရင်းမှာပိဋကတ်စာပေကိုမွန်ပါဠိယူရီးယား၃ဘာသာနဲ့လိလသင်ကြားရင်းနှစ်ဝါကုံဆုံးခဲ့ပါတယ်။လောကီလောကုတ္တရာဘ ഹു တုတအဖျားဖျားကိုယူရီးယားနိုင်ငံမှာလိလသင်ကြားပြီးပฏิပတ်ဆိုင်ရာနိနာတွေကိုလည်းလက်တွေ့သင်ကြားခဲ့ရပါတယ်။ အဲ့ဒီလိုယိုရီးယားနိုင်ငံမှာလောကီလောကုတ္တရာပရိယပฏิပတ်ဆိုင်ရာဘ ഹു တုတအဖျားဖျားတို့ကိုနှစ်ဝါပတ်လုံးပညာဆောင်အောင်ရှာမိလေးလာတင်ကြားတက်မြောက်ပြီးတဲ့နောက်မိမိနေရဖြစ်တဲ့မြန်မာနိုင်ငံရာမညဌာနီမွန်နွနေပြီးတော့မော်လမြန်ခရိုင်တို့ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။ထိုင်းနိုင်ငံကထွက်ခွာလာတဲ့အခါမှာလည်းထိုင်းနိုင်ငံသားစာတင်သားယဟန်တော်၅ပါးကိုပါပင့်ဆောင်လာခဲ့ပါတယ်။ယိုရီးယားယဟန်တော်တွေကိုပရိယစာပေတင်ကြားဖို့နေရာချထားပြီးတပိတ်တလုံးလွယ်ကသင်ကန်း၃၀နဲ့ ထမ်းရွက်ရတောင်ကြီးတစ်ခုနဲ့တောကြီးကနိုင်မြန်ကြီးရကုံကိုတောထွက်ကြွားတော်မူတယ်လို့သိရပါတယ်။ယဟန်တော်ဦးဇော်တိပါလာဟာအရညကင်တောရဒူတင်စောက်တီပြီးတောတောင်လှိုင်ကူတွေထဲမှာယဟန်တရားတော်ကိုစူးစမ်းအထောက်ကမိခင်ရွာတောင်တီရွာဝင်းရော်စိတ်ကြီးရွာတို့စီကြွားရောက်ဆွန့်ခံလေးရှိပါတယ်။ဝင်းရော်စိတ်ကြီးရွာဟာအခုခါကရင်ပြည်နယ်ကြိုင်းစိတ်ကြီးမြို့နယ်ပါဝင် အင်ဂျီပေါင်း300ကျော်တဲ့ရွာကြီးတွေရွာဖြစ်ပါတယ် ုတုံမျိုးနဲ့ဆိုရင်မိုင်ပေါင်း30ကျော်ဝေးပြီးမော်တော်ကားလမ်းပေါက်ပါတယ်။ဒါပေမဲ့စောင်းတဲ့နေရာဒီသာသွာလာဖို့အဆင်ပြေပြီးမိုးခါမှာတော့ကုန်းလန်းခီးကြီးသွားမရပဲချောင်းနှစ်ခွကနေဖြာထွက်သွားတဲ့ရေလန်းခီးကြီးတိုင်းသွားရင်ဝင်းရော်စိတ်ကြီးရွာကိုရောက်နိုင်ပါတယ်။ဝင်းရော်စိတ်ကြီးရွာရဲ့အနောက်ဖက်တောရကျောင်းတိုက်မှာသတင်းသုံးတဲ့အချိန်ကစပြီးတောရဖုန်ကြီးဦးစောတိပါလာကိုတောရစီရော်လို့ရွာသူရွာသားတက္ကະကမတွေကခေါ်ဝေါ်တမုတ်ကြပြီး မဟာယင်တကိုင်းလုံးရှိ ယဟန်ရှင်လူအများကမူဝင်းရောစိတ်ကြီးစရာတော်လို့ယနေ့တိုင်အောင်ခေါ်ဝေါ်နေကြတာကိုတွေ့ရပါတယ်ဝင်းရောစိတ်ကြီးရွာရောက်တဲ့နေ့ကစပြီးယနေ့အထိစရာတော်ဖျားဟာအရညကင်တောရဒူတင်ကိုသာ အမြင်မပြတ်တိဆောက်ပြီးတရင်သုံးနေထိုင်လေးရှိတယ်လို့လည်းသိရပါတယ်စရာတော်ဟာမိုးရင်ခါတောရကျောင်းမှာဝါစုတရင်သုံးပြီးတရင်ဝါလာကျွတ်လို့ပဝါယနာပြုတ်ပြီးတဲ့အခါကိုတော်တပါးတဲ့ဧကစားကြီးနေလိုရာကြောင့် ဝိပဿနာကမ္မထာနဲ့ယဟန်တရားကိုလည်းကျွတ်ကျွတ်လွတ်လွတ်ပွားများလိုတာကြောင့်မိမိနေရာဟောင်းဖြစ်တဲ့မိပြန်တောင်ကိုကြွရောက်ပြီးစောင်းနဲ့နွေရာသီဥရုနှလီကာလာပတ်လုံးသတင်းသုံးနေထိုင်လေးရှိပါတယ်။တခါတည်းရန်မိပြန်တောင်နဲ့မလန်မကန်းမှာရှိတဲ့ကရင်ရွာအနီးတောင်တီတောင်ကို၎င်းအရိကတဖန်ဘားမြတောင်ကို၎င်းကြွရောက်ပြီးစိတ်အေးလက်အေးနေထိုင်သတင်းသုံးလေးရှိပါတယ်။တနေ့တော့ဆရာတော်ဟာတောင်ပဝင်းကျင်ကိုလှည့်လည်ပြီးအကဲခတ်လေ့လာရင်း အရင်လဲထားတဲ့ငွေတကောင်ရဲ့အရေးကုန်ကို တောင်းဝင်းနဲ့ကလော်ပြီးမိမိနေရာကူပောက်ပောက်ကိုယူဆောင်လာခဲ့ပါတယ်။အဲ့လိုယူလာပြီးရက်မကြာခင်ငွေကြီးတကောင်ဟာဆရာတော်တရားအထုတ်နေစဉ်ပပင်းထောင်ပြီးဆရာတော်သတင်းသုံးနေတဲ့နေရာကူပောက်ပောက်ကိုဝင်လာတာကိုတွေ့ရှိရပါတယ်။အဲ့ဒီခါကူပောက်ပောက်မှာချထားတဲ့ဆရာတော်ရဲ့တပိတ်သင်္ကန်းနဲ့ထန်းရွက်ရက်တောင်ကြီးကိုလည်းကစားထားတော့အလုံးဟာခြေမွပျက်စီးမှောက်လန်ပြီးနေရာအနှံ့ပြန့်ကျဲနေပါတော့တယ်။ အဲ့ဒီနောက်မှာဆရာတော်သတင်းသုံးတဲ့ဂူအတွင်းကိုရှေ့ရှုပြီးဝင်လာပါတော့တယ်။အဲ့ဒီခါဆရာတော်ကမွေကြီးရဲ့ဘေးရန်ကိုကာကွယ်ဖို့ရာမိမိမှာ တစုံတရာလက်နက်တစ်ခုမှမရှိနာလာဂီရီစင်ရန်ကြီးကို မြစ်တာလက်နက်နဲ့အနိုင်ယူအောင်မြင်တော်မူတဲ့ဖျားရှင်ကဲသို့ပင်မိမိမှာလည်းထိုနည်းတူအနိုင်ယူဖို့စဉ်းစားနေတော့တယ်။ကူဝါကိုဝင်လာတဲ့မွေကြီးကိုမြစ်တာလက်နှက်မှတပါ အခြားနိုင်စရာအကြောင်းမရှိပါအဲ့ဒီခါဆရာတော်က မေတ္တာလက်နက်ကိုအစွမ်းကုန်အသုံးပြုကငွေကြီးပေါ်မှာဖြန့်ထားလိုက်ပါတယ်။ငွေကြီးဟာဆရာတော်ထိုင်နေတဲ့နေရာအနီးကိုမရောက်မီ9600လောက်အကွာမှာသူ့ရှာကိုထုတ်ပြလိုက်ပြန်သွင်းလိုက်လို့ကခဏအကြာ သူဝင်လာတဲ့လမ်းအတိုင်းပြန်ထွက်သွားပါတော့တယ်။ဆရာတော်ရဲ့စူးရှတဲ့မေတ္တာအဟုန်ကြောင့်ကြောက်မဖွယ်ငွေကြီးဟာဆရာတော်ကိုအနည်းငယ်မပြုတ်နိုင်ပါ။တကယ့်ငွေကြီးအစ်စ်လားဒါမှမဟုတ်တောဆောင်နဲ့တွေကငွေရောင်ဖန်ဆင်းပြီးဆရာတော်ကိုလာကြတော့လေသလားဆိုတာကိုတော့ မတွေးတော့မပြောပြတတ်အောင်ပါဝင်းရော်စိတ်ကြီးတော့ရစေရတော့ဟာတတ်တော်ွားတော့ကြီးလာတဲ့အခါများသောအားဖြင့်ဝါရင်းခါနဲ့စောင်းရသည့်ကာလမှာဝင်းရော်စိတ်ကြီးတော့ရကြောင်းမှာဂိမ်းအောင်မွေလျော်ပြီးဝါအပမှာຫນွေဦးကအစတပေါင်းလာရောက်ရင်ဂိုင်းစာပြန်ပွဲကြီးကျင်းပရာဌာနကိုကြွားရောက်ပြီးအပြန်ခီးမှာမူးတုံမြို့နယ်ကောက်ခုံကြီးရွာအရှိသုံးပိုင်ခီးဝေးတဲ့တောင်ပေါ်တော့ရကျောင်းကလေးကိုကြွားရောက်ပြီးစေအေးလက်အေးသတင်းသုံးနေထိုင်လေးရှိပါတယ် ဝန်ဝင်ကဏ္ဍကြားမှမိမိနေရာဟောင်းဖြစ်တဲ့ဝင်းရုံစိတ်ကြီးတောကျောင်းကိုပြန်ကြွားတော်မူပါတယ်။တောင်ပေါ်တောရရေကွန်ကျောင်းဟာအရင်ကတပားတဲ့နေတဲ့ကျောင်းငယ်ကလေးတစ်ဆောင်မြတာရှိပြီးကျောင်းကိုသွားတဲ့လမ်းဟာလည်းအခုလိုလှဲလန်းကားလမ်းမဟုတ်ပဲလူသွားလမ်းငယ်ကလေးမြတာရှိပါတယ်။တောကလည်းအလွန်နှက်တယ်။ဆရာတော်ဟာလူအထွေကိုရှောင်ပြီးအဲ့ဒီကျောင်းငယ်ကလေးမှလာပြီးအင်းအောင်မွေလျော်စံပြောနေလေးရှိပါတယ်။ဆရာတော်ရဲ့အလေးအထကိုလိလာတဲ့အခါ ဆရာတော်ဟာတောစဉ်တောင်စဉ်တွေမှာတရားဘာဝနာအားထုတ်လိုခြင်းသာဖြစ်ပါတယ်။ဒါကြောင့်လဲဝင်းရော်စိတ်ကြီးတော်ရဆရာတော်ဗဒနာဇောတိပါလာမထေကိုဂိုင်းကျုပ်အဖြစ်တင်မြှောက်ပြီးတဲ့အခါရွာလူရွာနေကြောတာယုံเจ้าတကာတွေကသူတို့เจ้ามาပဲအမြဲတင်းသုံးဖို့ရန်ရှောက်ထားပင့်ဖိတ်ကြပါတယ်။အဲ့ဒီအခါဆရာတော်ကြီးကအေးတကားတို့တမင်တရေဂျင်းငယ်ဆိုင်ဆက်ဖို့ပရက်အကြောင်းယုံကောင်စတဲ့တောကောင်တတ္တဝါတွေဆိုတာ သူတို့ရဲ့ဇာတိချက်ကြွေးမွေးရမည်ဖြစ်တဲ့တောတောင်မာသားလျင်အစဉ်ပြုံမှုလည်းရှိပါတယ်။တောမာမွေးတောမာနေပြီးတောတလေတောမွေးတဘာဝတတ္တဝါဖြစ်တဲ့အလျောက်သူတို့ရဲ့မွေးရထားနေစက်စားရခီးမဟုတ်တဲ့လူတို့နေထိုင်ရာမြို့ရွာတွေမှာဘလို့အဆောက်အုံအစားအစာတွေပေါများပြည့်စုံပြီးကောင်းမွန်စေကမူပျော်မွေခြင်းမရှိဘဲတောတောင်ကိုသာအမြဲထာဝရအောက်မေ့တတ်တာကြသလိုသူ့အတူပါပဲလို့မိန့်တော်မူကဒကာတို့ပြင့်ပြင့်ချက်ကိုလက်မခံဘဲညင်းပယ်တော်မူပါတယ်။ ူမတပါအခြားသောအဝိအယုံအစာအတော့အပူအေးအေးစတဲ့ဘေးတွေကိုလည်းမညီးမညူအေးအေးလူလူသိခံတော်မူပါတယ်။စွန်းတင်ကန်းကြောင်စီပစ္စည်းလေးပါးနဲ့ပတ်သက်လာရင်တပ်ပါရမဖြစ်တာကိုလည်းနှလုံးမသားခြင်းမရှိစိတ်ထိခိုက်ခြင်းကင်းတော်မူကမျက်နှာတော်ဟာအမြဲထာဝရစဉ်ရှင်လန်းလျက်ရှိတော်မူတယ်လို့လည်းသိရပါတယ်။အိယာနဲ့ပတ်သက်ရင်တတ်တော်68နှစ်တိခါတော်89ဝါရတဲ့အထိ ဆရာတော်ကျောင်းမှာညောင်ဆောင်ကရင်များမရှိပါရှိရင်လည်းအဲ့ဒီညောင်ဆောင်ကရင်ပေါ်မှာအိလိအိဋ္ဌာမရှိဘူးလို့လည်းသိရပါတယ်သို့ပေမဲ့ခရီးသွားနေအခိုင်မှာတပားသောကျောင်းတွေကညောင်ဆောင်ကရင်တွေပြင်ဆင်ထားရင်တော့တင့်တင့်လျှောက်ပတ်စွာကျိစက်တော်မူပါတယ်ဆရာတော်ဘုရားဟာတတ်တော်နုနယ်ဝါရောငယ်စဉ်အခါကျမ်းမာနေတော်မူတဲ့အချိန်တုန်းကဘုရားဖူးအလွန်ဝါသနာပါတယ်လို့ဆိုပါတယ်အထူးသဖြင့်ရာဇဝင်လာနာမည်ကြီးလာတဲ့ မွန်ပြည်နယ်ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းအတွင်းရှိမွလဲ့ဤမွလဲ့အံဒီကလုတ်ခေါ်စေးတောင်စတဲ့ဝေးရထာနီတောကြီးပမာတောင်ကြီးသေးလာရှိသမိုင်းဝင်ဖျားစီတီတွေကိုနွေရသည့်အခါစာပြန်ပွဲအပြီးစာတင်ရနာချိန်မှာတပည့်ကပိယသို့မဟုတ်ចောင်းသားတယောက်နှစ်ယောက်နဲ့ကြွရောက်လှည့်လည်ပြီးဖူးမြော်လေးရှိပါတယ်။ဖျားဖူးတသက်မဟုတ်ပဲရောက်လျာဌာနတိုင်းမှာဘလောက်ပဲအခက်ခဲရှိနေပါစေအဋိဌံပါရမီ9ရက်စောက်တည်ပြီး တရားဘာဝနာကိုစူးစမ်းအားထုတ်ကျင့်သုံးခဲ့တယ်လို့လည်းသိရပါတယ်။ယင်းမုလအီမုလအတ်စီတောင် စတဲ့စံတော်ရှင်တမိုင်းဝင်ဖျားစီတီတို့ဟာယုဒယနယ်ဆက်ရောက်လူနီးပါလူတွေနေတဲ့မြို့တွေနဲ့အလွန်ဝေးလံတဲ့တောကြီးမြတ်မဲတောင်စင်ခုနှစ်ထပ်တို့ရဲ့အလယ်မှာတည်ရှိတာကြောင့်လူသူအယောက်ပေါက်အလွန်လဲလှပြီးရောက်ရင်လေတနည်းတညထပ်ပိုး၍မနေနိုင်ကြလို့လည်းဆိုကြပါတယ်။ဆီယာရောဟာအဲ့လိုတရားဘာဝနာတွေကိုစူးစမ်းပွားများကြင့်ကြံအားထုတ်ရင်း အေဒီ1988ခုနှစ်မှာလေရင်မှုတွေဟာလေရင်ကိုမောင်းနှင်ပြန်တန်းနေစဉ်ကောင်းကင်တနေရာမှာဘုံကြီးတပတ်ကိုတွေ့မြင်ခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီဘုံကြီးကိုဓာတ်ပုံရိုက်ပြီးယူလာတော့ကောင်းကင်ကရလာတဲ့ဓာတ်ပုံတွေကဘုံကြီးရဲ့ရုပ်ပုံဟာဆီယာရိုကြီးရုပ်ပုံလိုပဲမျက်စိတောင်တနေရာလက်ရဘက်နှစ်ဖူးစုံမှာအမဲအမှတ်ပါရှိနေပါတယ်။ဒါကြောင့်လူတွေကဆီယာရိုအစင်းလို့ယူဆပြီးအဲ့ဒီအချိန်တုန်းကဟူးဟူးကြော်မြတဲ့တင်ဖြစ်ပွားပြီး ဆရာတော်ကြီးစီလာရောက်ဖူးမြော်သူတွေများခဲ့ပါတယ်။အဲ့ဒီအကြောင်းကိုဆရာတော်ကြီးစီကိုရှောက်ထားမြင်မြန်းကြတဲ့အခါဆရာတော်ကြီးကပြန်လည်ဖြေချတော်မူမူပဲမိမိအားထုတ်မြဲတရားကိုသာနိနိညာညာစ조사အားထုတ်တော်မူလျက်ရှိတယ်လို့လည်းသိရပါတယ်။ယဟန်နာတို့မြည်ဒီမှာမြည်သူသောအခါမှမိမိဟာယဟန်ကိစ္စပြီးစီးကြောင်းကိုထုတ်ပေါ်ပြောပြလိမ့်မရှိပါကိလေသာကုန်ခန်းတဲ့ယဟန်နာဖြစ်လေလေလူတွေနဲ့ဝေးတဲ့နေရာမှာမွေ့လျော်လေးရှိပါတယ် ဆီယာရောကြီးရဲ့မွေးနေ့ဟာစက်တမာလ9ရက်နေ့ဖြစ်ပြီးနှစ်စဉ်နှစ်တိုင်းမွေးနေ့မှာတန်ဃာတော်တွေကိုဆုံးကျွေးလှူဒန်းပွဲကြီးကျင်းပပါတယ်။ AD 1989ကိုစက်တမာလ9ရက်နေ့စနေနေ့ဖြစ်တဲ့ဆီယာရောမွေးနေ့မှာလည်းတန်ဃာဆုံးကျွေးပွဲကြီးကိုအကြီးအကျယ်ပြုလုပ်ကြပါတယ်။အဲ့ဒီနေ့မှာဆီယာရောကြီးရဲ့မူလတပည့်ရင်းဖြစ်တဲ့ဦးအိမ်နောဘာသားကမိမိရဲ့ဆရာရင်းကိုဖူးမြော်ပူဇော်လိုတဲ့ဆန္ဒတော်နဲ့ဆရာတော်ကြောင့်ကိုကြွားရောက်သွားတော့ မော်တော်ကားလမ်းကနေကျောင်းအထိနှစ်မိုင်တွင်တောလမ်းတစ်လျှောက်မှာပြပန်းခတ်မြလူတွေသွားလာနေကြတာကိုတွေ့ရတာကြောင့်အလွန်အံ့ဩခဲ့ရပါတယ်။အဲ့ဒီအခါအရှင်အိမ်တော်ဘာသာကလူတွေတလောက်များပြတာဘယ်ကိုသွားကြမလို့လဲလို့မေးကြည့်လိုက်တဲ့အခါလူတစုကတန်ဖြူစီရဲ့မြို့နယ်ဝါကရုချီရွာကရွာသူရွာသားတကာတွေဖြစ်ကြပြီးအရှင်ဖေဟာတပည့်တော်တို့တစင်စကားတစင်နာကြားမှုတာကဒီတောင်ပေါ်တောရရေကွန်ကျောင်းမှာသတင်းသုံးနေတဲ့ဆရာတော်ဖေဟာ ကောင်းကင်ဘော်ကိုတကိုးနဲ့ဇံပြန်ကြွနိုင်တယ်လို့ကြားရပါတယ်ခင်ဗျာသူတပားပြောပါများလုံးလို့မရောက်ဘူးတာနဲ့ဆရာကြီးစီကိုအခုလိုအရောက်သွားနေရတာပါခင်ဗျာဆိုပြီးပြန်လည်ဖြေကြတာကိုနားနဲ့ဆက်ဆက်ကြားလိုက်ရပါတယ်သူမြမကသေးပဲမိမိဟာဆရာကြီးចောင်းကိုသွားတဲ့အခါမှာလဲចောင်းအောင်လှီကားရင်ကစပြီးတကြောင်လုံးပရိသတ်တွေနဲ့ပြည့်ချက်နေတာကြောင့်ចောင်းမော်တက်ခွင့်မရဖြစ်နေစဉ်လူငယ်တကာတယောက်ကចောင်းအောင်ကိုဆင်းလာပြီးအရှင်ဖះအဓိကကြွပါဖះဆိုပြီး သူနဲ့အတူတိမ်တွင်းကိုလိုက်ဝင်သွားတော့မှအပေါ်ရက်ကိုတက်ခွင့်ရပါတယ်။တခါကလည်းတောရကျောင်းသားမှာနေရီတွင်တွင်ပေါ်လာတယ်ဆိုပြီးသတင်းတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဖြစ်ပွားပုံကဆရာတော်ကြီးရဲ့တောရကျောင်းအနီးမြောက်ဘက်ကျောင်းဝန်းပြင်ပတနေရာမှာမဖြစ်စဘူးထူးထူးကဲကဲတယံဇာတနေရီတွင်တွင်အလိုလျောက်ပေါ်ပေါက်လာပါတယ်။အဲ့ဒီနေရီတွင်ကရေတွေဟာလော့ကီတိတ်တီအမျိုးမျိုးပြီးမြောက်စေတယ်လို့လည်းယူဆရှိကြပါတယ်။ အချို့ကလည်းအဲ့ဒီရေကိုတောက်ပြီးယောဂပျောက်ကင်းကြတယ်လို့လည်းဆိုပါတယ်။ဒီတင်းဟာအဲ့ဒီနေတဝိုက်မှာတောမီလောင်တို့တက္ကနာချင်းပြန့်နှံ့သွားပြီးလူအများပြာပန်းခတ်မြသွားလာကြပါတယ်။ရောက်သူတိုင်းအဲ့ဒီနေရီတွင်းကရေကိုတောက်သုံးရတာကြောင့်ပိန့်ချရွက်ကရေရီရှော့ချသွားသလိုယောဂဝေဒနာတွေလည်းပျောက်ကင်းသွားကြတယ်လို့သိရပါတယ်။မျက်စိမှုန်နေသူတွေအဲ့ဒီရေနဲ့မျက်နှာသိရင်ချက်ချင်းမျက်စိကြည်လင်လာပြီးငကူပကတိအတိုင်းပြန်ဖြစ်တယ်လို့ဆိုပါတယ်။ ခြေလက်မတန်ဆွမ်းပြီးတွာလာမရဒုက္ခဝေဒနာဖြစ်နေသူတွေကလည်းအဲ့ဒီရေတွင်းကရေကိုတောက်ချိုးလိမ့်တုပ်ပြီးပြန်ကောင်းလာကြပါတယ်။အဖျားယောဂအမျိုးမျိုးနှိပ်စက်ခံရသူတွေကလည်းစိတ်ညစ်ပြီးတေးချင်းသေးပါစီတော့ဒီရေကိုချိုးရရင်ပဲကျေနပ်ပါပြီလို့နှလုံးသွင်းကချိုးလိုက်ပါတယ်။ချိုးလိုက်ပြီးမကြခင်မှာပဲအဖျားယောဂလည်းချက်ပြောက်ငှက်ပြောက်လိုလိုပျောက်သွားကြတယ်လို့သိရပါတယ်။ဒါကြောင့်အဲ့ဒီရေတွင်းကိုနတ်ရေတွင်းလို့ခေါ်ပြီးရေကိုလည်းနတ်ဆေးလို့အများကသမုတ်ကြပါတယ်။ အဲ့ဒီနေရည်တွင်သတင်းကိုကြားရတဲ့အနီးနားတဝိုက်ကလူတွေကလည်းဆရာတော်ကြီးစီကိုလာသလိုပဲလှဲနေလေအောင်မြင်းဆောင်မကြမ်းယောဂမှန်သမျှလာရောက်ကြပြီးအဲ့ဒီရည်ကိုမှီဝဲအသုံးပြုကြတယ်လို့လည်းကြားသိရပါတယ်ဒီသတင်းပြန့်ပွားပြီးနောက်တနှစ်ကျော်ကျော်တစောင်မုံးလကထိန်ပွဲတော်နေ့ကိုရောက်တဲ့အခါကထိန်ပွဲသွားရင်ဝင်ကြည့်လိုက်တော့ရည်တွင်ဟာမြေကြီးကိုတူးယူထားတာကြောင့်လှိုင်ကြီးတစ်ခုတစ်ဖွဲ ဖြစ်နေရကိုတွေ့ရပါတယ်ကော့ကပုံဆရာတော်ဘုရားကြီးအကြောင်းနဲ့ဆက်လင်းပြီး ဆရာတော်ကြီးရဲ့ကြီးညိုပွဲရာအကြောင်းကိုလည်းဖတ်ရှုမှတ်သားရပါတယ်။ဆရာတော်ကြီးဟာစံကြောင်းအနီးတရက်ပင်ကြီးကနေရုပ်ကစုံနဲ့မင်းကြီးဖျားရှိခိုးနေတဲ့အတန်ရံဖန်ရံခါမှာပြည့်ရွတ်တဲ့အတန်ကိုပါအမြဲလိုလိုကြားနေရတယ်လို့ဆိုပါတယ်။ဆရာတော်ကြီးရဲ့သီလတမာတိကြောင့်เจ้าအနီးပဝင်းကျင်မှာမှုပြန့်နေပြီးတန်ရှင်းတက်ရက်နေကမိသည့်အခါမှာညစ်ပင်နေတာမျိုးမရှိဘူးလို့လည်းသိရပါတယ်။ညအချိန်နတ်များကလာရောက်ပြီး ကျောင်းဝေယဝစ္စတန်ရှင်းရေးကိုဆောင်ရွက်ပေးကြတာဖြစ်တယ်လို့လည်းပြောဆိုကြပါတယ်။ဒီနေရာမှာမြတ်စွာဘုရားရှင်လက်ထက်ကလက်ရတော်ရန်ရှင်သာရိပုတ္တရာကိုရမျက်ကြီးကိုညအခါမှာလာရောက်ဝတ်ဖြည့်တယ်။နတ်သမီးတစ်ပါးအကြောင်းကိုစဉ်းစားမိတာကြောင့်အနှင်းငယ်တင်ပြခွင့်ပြုပါ။မြတ်စွာဘုရားရှင်လက်ထက်တော်အခါကအင်မတန်မှဆင်းရဲနှုံချတဲ့အမျိုးသမီးလေးတယောက်ရှိပါတည်း။အဲ့ဒီအမျိုးသမီးလေးဟာလူဆင်းရဲပေမဲ့ကုသိုလ်ကောင်းမှုပြုလို့တဲ့သရတရားလေးကတော့ထက်သန်ရှာပါတယ်။ တနေ့တော့ရှင်သာရိပုတ္တရာကိုရမြတ်ကြီးဆုံးခံကြွလာတဲ့အခါလမ်းမှာငိုနေတဲ့သူစင်းရဲမလေးကို တွေ့ရပါတယ်။အဲ့ဒီအခါကိုရမြတ်ကြီးကအဘယ်အကြောင်းကြောင့်ငိုနေတယ်လဲလို့မေးမြန်းတဲ့အခါတငယ်မလေးက "तू ဟာအင်မတန်စင်းရဲတာကြောင့်လူစရာတန်းစရာပစ္စည်းတစ်စုံတစ်ယောက်ကိုပဲမရှိတော့အောင် သူ့ဘဝကို तू တွေးမိပြီးဝမ်းနည်းလို့ငိုနေတာဖြစ်ကြောင်းရှောက်ထားပါတယ်။အဲ့ဒီအခါရှင်သာရိပုတ္တရာကိုရမြတ်ကြီးကတငယ်မလေးကိုစင်းရဲလို့မလူရဘူးဆိုတာမရှိဘူး။ အ ਨੇ ဆုံးတော့ကို့အိမ်ကမြတ်စွာဘုရားရှင်ကိုမြစ်စိတ်ကရေကိုခတ်ပြီးတောက်တော်ရေစက်ကတ်လှူဒန်းပါဆိုပြီးပြောဆိုကပြန်လည်ကြွချီတော်မူသွားပါတယ်။အဲ့ဒီအခါအမျိုးသမီးလေးကလည်းမြစ်စိတ်ကရေကိုခတ်ကမြတ်စွာဘုရားရှင်ကိုနေ့စဉ်နေ့တိုင်းလှူဒန်းပါတော့တယ်။ဒီလိုနဲ့တငယ်မလေးဟာတနေ့တော့မြစ်စိတ်ကိုရေသွားခတ်ပြီးပြန်လာမှငွေတကောင်ကိုတက်နေမိပြီးတေပွဲဝင်ရရှာပါတယ်။တူတူပြောရရင် နေ့စဉ်နေ့တိုင်းရေလှူဒန်းတဲ့ကုတို့ကြောင့်နတ်သမီးဖြစ်လာတဲ့အခါ ရှင်သာရိပုတ္တရာကိုရမျက်ကြီးရဲ့ကျေးဇူးတော်ကြောင့်အခုလိုချမ်းသာတဲ့နတ်ဘဝကိုရခဲ့တဲ့အကြောင်းကိုဆင်ခြင်မိပြီရှင်သာရိပုတ္တရာကိုရမျက်ကြီးရဲ့ကျောင်းတော်မှာညအခါယဟန်တော်တွေကျင်းဆက်နေချိန်မှာဓမျက်စီလဲတာတောက်ရီဦးတွေရေဖြည့်တာစသဖြင့်ဝေယဝစ္စကုတို့ယူတာပေါ့ရှင်သာရိပုတ္တရာကိုရမျက်ကြီးကသတိထားမိပေမဲ့မိမိကျောင်းကယဟန်တော်တပါးပါပြုလုပ်တာပဲလို့ထင်ပြီးမစင်စားမစင်ခြင်းမဲ့နေရင်ကနေယဟန်တော်အချို့ကညအခါမှာကိုယောင်ကိုဝါတောက်ပတဲ့ နတ်သမီးတပါလာရောက်ဝှက်ပြေတာကိုရှောက်ကြတဲ့အခါရှင်သာရိပုတ္တရာကိုရမျက်ကြီးလဲစောင့်ကြည့်မှနတ်သမီးကိုတွေ့ရပါတယ်။အဲ့ဒီအခါသင်ဘသူလဲလို့မေးကြည့်လိုက်တော့"သူမဟာအရှင်ဘုရားတစ်ချိန်ကစွန့်ငံကြွားတော့ငိုကြွေးနေတဲ့တငယ်မလေးဖြစ်ကြောင်းအရှင်ဘုရားကျေးဇူးကြောင့်သင်လုံတဲ့အခါအခုလိုနတ်ဘဝရောက်ရတာကြောင့်အရှင်ဘုရားကျေးဇူးကို အောက်မေ့ကလာရောက်ပြီးဝေယဝိဆကုသိုလ်ပြုကြောင်းရှောက်ထားပါတယ်"အဲ့ဒီအခါရှင်သာရိပုတ္တရာကိုရမျက်ကြီးက နတ်သမီးကုသိုလ်ပြုမှုကိုညှင်းဆိုကမလာဖို့ပြန်လည်မိကြပါတယ်။အချောင်းကနောက်ခါမှာရှင်သာရိပုတ္တရာကိုရမျက်ကြီးဟာနတ်သမီးတစ်ပါးရဲ့အပြုစုကိုခံယူခဲ့တယ်ဆိုပြီးတရားတဲ့ထဲ့ဟောမခံကျင်တာကြောင့်နတ်သမီးကိုညှင်းဆိုပါတယ်။နတ်သမီးကလက်မခံဘဲဆက်ပြီးကုသိုလ်လုပ်ပြရစီလို့ရှောက်တဲ့အခါရှင်သာရိပုတ္တရာကိုရမျက်ကြီးကတားမရတာကြောင့်လက်ဖြောက်တီးကနတ်သမီးကိုလွင့်ထွက်သွားစေပါတယ်။အဲ့ဒီခါနတ်သမီးလည်းကုသိုလ်မပြုရတာကြောင့်ငိုကြွေးပါတော့တယ်။ ဒီเจ้าหยาလေးဟာတစ္ဆာရွှေစီဆရာတော်ကြီးဥဥတ္တမဟောကြားတော်မူခဲ့တဲ့တရားတော်တွေကမှတ်မိသလောက်ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။ကုသိုလ်မပြုရလို့ငိုတဲ့နတ်သမီးဆိုပြီးဆရာတော်ကြီးကနာမည်ပေးထားပါတယ်။ဒါကြောင့်နတ်တွေဟာယဟန်တော်တွေရဲ့ဝေယဝစ္စကိုဖျားရှင်လက်ထက်တွေက ပြုလုပ်တတ်ကြတာကို ခုကော့ကပုံဆရာတော်ဖျားကြီးအเจ้าหยาနဲ့ဆက်လျင်းပြီးတင်ဆက်ပေးခြင်းဖြစ်ပါတယ်။ကော့ကပုံဆရာတော်ဖျားကြီးဟာ လောကီလောကုတ္တရာကိစ္စအရေးရက်ကိုမဖြစ်ခင်ကပင်ကြိုတင်သိမြင်တော်မူတာကြောင့်တပည့်တွေကိုကြိုတင်ပြောထားလိရှိပါတယ်။တခါကလေဆရာတော်ကြီးဟာသူ့နေရာတိုက်ခန်းကထွက်လာပြီးတပည့်ကပ္ပိယတွေကိုခေါ်ကာယနေ့ရဝေးမအာဂန္နုယဟန်တန်ဃာတော်များနဲ့လူဧည့်တော်တွေမကြမီရောက်လာကြလိမ့်မယ်။စိုးမြတ်မြတ်ချက်ထားလို့မှာကြပြီးတိုက်ခန်းအတွင်ပြန်ဝင်သွားပါတယ်။ဆရာတော်ပြောတဲ့အတိုင်းပဲမကြမီမှာအာဂန္နုယဟန်များလူဧည့်တွေအများပြားလာရောက်ကြပါတယ်။ အစပထမကဆရာတို့စကားကိုမယုံကြည်ကြတာကြောင့်ဘသူမှကြိမထားကြစွန်းကိုလည်းထပ်မချက်ထားကြအာဂန်နုဧည့်သည်တွေတကယ်ရောက်လာတော့မှကပိယဦးဆိုင်ကအန်အောပြီးအလို့တကြီးအလို့များရပါတော့တယ်နောက်ခါဆရာတော်ကြီးကအဲ့လိုစကားမျိုးကိုမိန့်တော်မူရင်ပေါ့ပေါ့တန်တန်မနေရတော့ပဲချက်ချင်းစွန်းစွန်းဟင်းတွေကို ပြင်ဆင်ထားကြရပါတယ်တခါတည်းရန်လေကို့ပုံဆရာတော်ဖះကြီးက သူ့ရသည်မဟုတ်ပဲတဘူတွဲလာမှာမိုးရွာမဲ့အကြောင်းကိုချူတင်မိန့်ကြားခဲ့ဘူးပြီအမှန်တကယ်လဲတဘူတွဲလာမှာဆရာတော်ချူတင်မိန့်ကြားခဲ့တဲ့အတိုင်းမိုးရွာကြောင်းကိုကွမ်တာချေးရွာကဒိုင်ကာတူပြုတ်ပြဘူးတော့ကိုကြားသိရပါတယ်တခါကကော့ကပုံဆရာတော်ဖရာကြီးဟာလူထုလူဆန်ပုံကိုတူကိုမိမိအခန်းထဲမှာတွေ့ရတယ်လို့ဆိုပါတယ်အဲ့ဒီပုံကိုကဆရာတော်ကြီးကို အထူးတလဲအားဖြင့်လာရောက်ဖုံးမြော်တယ်လို့လည်းဆိုပါတယ် AD 1989ခုနှစ်တုန်းကဆရာတော်ကြီးဟာ တောရကျောင်းမှာမိမိနေတဲ့အခန်းကိုအမြဲပိတ်ထားလိရှိပါတယ်။ဒါပေမဲ့ပတင်းပေါက်တွေကိုတော့တခါတလေဖြန့်ထားရလဲရှိပါတယ်။စွန်းစားချိန်ရောက်တော့မှတကားတွေကိုဖြန့်ပြီးအခန်းအပြင်ကိုထွက်ကာစွန်းဖုံးပေးလိရှိပါတယ်။စွန်းကိစ္စပြီးပြီးချင်းမိမိအခန်းထဲကိုသာပြန်ဝင်သွားပြီးအဲ့ဒီနေ့တနေ့လုံးအတွက်အပြင်မထွက်တော့ဘဲအခန်းထဲမှာသာအောင်းနေလိရှိပါတယ်။ဆရာတော်နေတဲ့အခန်းကအလျားရှစ်တောင်းအနံ့ခွနှစ်တောင်းတသာမျှသာရှိပါတယ်။ တနေ့ဆရာတော်ကြီးဆုံးကိစ္စပြီးသွားတဲ့အခါအခန်းတကားပိတ်ပြီးအခန်းထဲကိုဝင်သွားပါတယ်အခန်းထဲမှာခဏထိုင်ပြီးအပန်းဖြေနေရင်ဝိဖြူစင်ကြယ်နဲ့လူတုတယောက်ဘဲကဘလို့ဝင်လာတယ်မသိဆရာတော်ကြီးအခန်းထဲကိုရောက်လာပါတယ်အဲ့ဒါနဲ့ဆရာတော်လည်းမေးမြန်းကြည့်တော့အဲ့ဒီပုဂ္ဂိုလ်ကဆရာတော်ဖုရားဆရာတော်ဖုရားရဲ့တတ်တော်ကဘလောက်ရှိပြီလဲမွေးတက္ကရီကဘယ်နှခုနဲ့မှလဲဖုရားမွေးနေ့ကဘယ်နေ့လဲဖုရားဆိုပြီးမေးပါတယ်အဲ့ဒီခါဆရာတော်ကြီးက ငါမွေးတက်ကလေးက1150ခုနှစ်ပါ နေ့ကတော့အင်္ဂါနေ့ပါတကားကြီးအဲ့လိုဖြေလိုက်တော့ဝိဖြူစင်ကျင်တဲ့ပုံကောဆရာတို့ရဲ့ရုပ်လက္ခဏာကိုကြည့်ရှုပြီဆရာတို့မှာအသက်ရှင်မဲ့ဇာတာလက္ခဏာတွေရှိပါတယ်ဖျားတတ်တော်250အထိနေရလိမ့်မယ်အင်္ဂါနေ့ဆိုတော့ချင်းသိနံပေါ်ချင်းသိဆိုတာမျိုးကတောတောင်ထဲမှာသာမွေးလျော်လေးရှိပါတယ်ဒါကြောင့်မို့ထင်ပါရဲ့ဆရာတော်ကြီးဟာတောတောင်ထဲမှာအမြဲပျော်နေတာကိုဆိုပြီးပြောပါတယ်အဲ့ဒီခါဆရာတော်ကြီးက တကကြီးငါတကားတွေကိုလုံကြုံအောင်ပိတ်ထားလျက်နဲ့ဘလို့လို့တကကြီးဝင်ရောက်လာတလဲလို့မေးတဲ့အခါအဲ့ဒီပုဂ္ဂိုလ်ကပြုံးပြပြီးဆရာတော်ဒီလောက်တကားပိတ်ထားရုံနဲ့တပည့်တော်ဝင်ဖို့မခဲရင်ပါဘူးဆိုပြီးဆရာတော်တစ်ချက်မျက်နှာလွှဲပြီးတတွေးထွေးတဲ့ခဏမှာပဲအဲ့ဒီပုဂ္ဂိုလ်ဟာပျောက်ွယ်သွားပါတော့တယ်ဒီเจ้าတွေကိုလည်းကော့ကမုံဆရာတော်ဘုရားကြီးကတပည့်ကပ္ပိယတွေကို ဖွင့်ဟမိန်တော်မူလို့သိရတာပါတာမန်လူတွေအနေနဲ့ဘလို့မှမယုံကြည်နိုင်ကြတာကြောင့် ဆရာကြီးဟာကာလအတန်ကြာအောင်နှုတ်ဆက်နေခဲ့ပါတယ်။ကော့ခပုံဆရာတော်ဘုရားကြီးဟာအချားအမြင်ရကြောင်းသတင်းစကားလည်းဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီအကြောင်းနဲ့ဆက်လျင်းပြီးကိုရိကျုံမှုသူတို့ကပြန်လည်ပြောပြတာကိုမှတ်တမ်းထဲမှာဖတ်ရှုရပါတယ်။ဖြစ်ပုံကဒီလိုပါ။မူးတုံမြို့နယ်မှာနေတဲ့ဥကျော်တန်းဆိုသူတကတူကနေ့လယ်မွန်းတဲ့12နာရီအချိန်မှာဆရာတော်ကျောင်းကိုရောက်လာပြီးဆရာတော်ကြီးကိုဥချဝတ်ပြုပြီးထိုင်နေပါတယ်။အဲ့ဒီခါဆရာတော်ကြီးကကျော်တန်း ခုနကမြရင်မော်တော်ကားစီးပြီးဝန်လမြန်ကိုတက်သွားတာမမြင်လိုက်ဘူးလားလို့မေးတော့တကကြော်တန်းကဆရာတော်တငယ်ပြန်နေတယ်လို့ထင်ပြီးဆရာတော်ဖျားမြရင်ကအိမ်မှာပဲရှိပါတယ်ဝန်လမြန်ကိုမသွားပါဘူးဖျားဆိုပြီးရှောက်တော့မှအခုပဲမြရင်ကားစီးပြီးမြို့ကိုတက်သွားတယ်လေလို့ထပ်မံပြောတော့ဦးကျော်တန်းလည်းမယုံမဲဇွတ်အတင်းညင်းနေပြန်ပါတယ်ညနေ၄နာရီလောက်အချိန်ကျန်တော့အိမ်ကိုပြန်လာရာမြရင်နဲ့တွေ့တဲ့အခါအချိုးเจ้าမင်းမြတ်တော့မြရင်က ကိစ္စနည်းနည်းရှိလို့တနအီအချိန်ကမော်လမြိုင်ကိုခဏတက်သွားပါတယ်လို့ပြောရအဲ့တော့မှဥကျော်တန်းတဲ့တကားတွေကဆရာတော်ကြီးပြောတဲ့စကားဟာမမှားပဲတကယ်မှန်နေပါလားသူမြင်လို့ပြောတာဖြစ်မယ်ဆိုပြီးဆရာတော်ကြီးပြောတဲ့စကားကိုစိတ်ဝင်စားလာပါတော့တယ်ဒါကြောင့်နောက်များမှလည်းဆရာတော်ကြီးတခုခုမိန့်တော်မူတဲ့အခါဥကျော်တန်းလည်းသေချာနားစိတ်ထောင်တက်လာပါတယ်အချို့ကတော့ဒီဆရာတော်ကြီးဟာအကြမ်းမြင်ရထားတယ်လို့တောင်ပြောကြပါသေးတယ်ဆရာတော်ကြီးကတော့ဘသူ့ကိုမှဘလို့ပဲထင်ထင်ဘာပဲပြောပြော စိတ်ဝင်စားတော်မမူပဲပဂရိနေမြဲအတိုင်းနေတော်မူပါတယ်။ AD 1984ခုနှစ်ဇူလိုင်လ17ရက်တောက်ကြနေ့ကမော်လမြိုင်ဒိုင်းဝင်ကွင်းစိုက်ဖနယ်ပြင်းတောင်တန်းရက်နေ့အိမ်နမက်90ရှိဥပေတင်ဆိုသူကဆရာတော်ဖရာကိုအလွန်ကြည်ညိုတဲ့လူငယ်ဒါရိုက်တာတူဖြစ်တယ်။အဲ့ဒီလာပြကျော်တရက်နေ့ညတကောင်ကျော်တနာရီအချိန်မှာသူအိပ်ပျော်နေတော့အိမ်မက်မက်တော့ဘုန်းကြီးတပါးဟာသူ့အိမ်ခေါင်းမိုးရဲ့အထက်ကောင်းကင်ရံမှာဇန်တကူးနဲ့ပြန်တန်းကြွသွားတယ်လို့မှတ်ပါတယ်။ အဲ့ဒီခါဥပေတင်ကအထူးစမ်းမြင်ကွင်းကြောင့်အပေါ်ကိုမော့ကြည့်လိုက်တော့သူအင်မတန်ကြင်ညိုတဲ့ဆရာတော်ဘုရားကြီးဖြစ်နေကြောင်းကောင်းစွာသိရှိတဲ့အခါလွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်နေခိုက်အိယာကလန့်နိုးလာပါတယ်။မနက်လင်းတော့ဆရာတော်ကိုစွန့်ကြွေးပင့်ကျင်လို့သူနဲ့အင်မတန်ရင်းနှီးခင်မင်နဲ့မုလိုမျိုးပိနေရက်ကဘူအောင်ကျော်လန်းထိတ်နေဒေါ်ကုံတို့အိမ်ကိုသူစနီးဒေါ်ရီတန်းနဲ့အတူချက်ချင်းဆင်းသွားပါတယ်။ရောက်တဲ့အခါအเจ้าဆုံးမင်းမြန်တော့လာပြီကျော်တရန်နီကပဲဆရာတော်ကြီးဟာဥပေတင်တို့နေထိုင်ရာ ွန်လမြိုင်မဟာရင်ကျောင်းစာတင်တိုက်ကိုကြွသွားပြီဖြစ်ကြောင်းကောင်းစွာသိရှိရတဲ့အခါဆရာတော်မွန်လမြိုင်ရောက်တာနဲ့တို့အိမ်မက်မှတ်တာပဲတဲလဲထူးဆန်းပါလားလို့ပြောလိုက်ပါတယ်။အဲ့ဒီလိုအိမ်မက်အတိုင်းမှန်ကန်နေတာကိုလည်းကိုတွေ့ပြန်လဲပြောကြကြပါတယ်။တချို့ကလည်းဆရာတော်ကြီးနဲ့ပတ်သက်ပြီးထူးခြားတဲ့အိမ်မက်တွေမှတ်ပြီးနောက်တကယ်ကိုဖြစ်လာတဲ့အကြောင်းကိုဆိုကြပါတယ်။ဒီအချက်ကိုမွန်လမြိုင်မဟာရင်ကျောင်းထိုင်ဖုန်းကြီးဦးစာကရရဲ့ဖြစ်ရကြောင်းသိရပါတယ်။ ဆရာတော်ကြီးမော်လမြိုင်မဟာယင်เจ้าကိုရောက်ရှိနေခိုင်းမှာအဲ့ဒီမဟာယင်เจ้าထိုင်ဘုန်းကြီးဦးစာကရကလည်းကိစ္စတစ်ခုနဲ့မိမိရဲ့ဇာတိရက်ရွာ ကိုပိန်တော်ရဝါတော်เจ้าကိုရောက်ရှိနေပါတယ်အဲ့ဒီညကဆရာတော်ဖျားကြီးဟာသူ့เจ้าကိုကြွားရောက်နေเจ้าကိုအိမ်မက်မြင်မှတ်ခဲ့ပါတယ်မနက်အာယုံချင်းမိုးလင်းချိန်ရောက်တော့မိမိအိမ်မက်ကိုတခြားသတင်းသုံးဖို့ယဟန်သာမဏေတွေကိုပြောပြတဲ့အခါဆရာတော်ကြီးကအရှင်ဖျားကိုမျှော်နေပြီထင်တယ်လို့အများကပြောဆိုနေစဉ်အတွင်းမှာမကြခင် စာတစောင်ရောက်လာတာကြောင့် ွင့်ချလိုက်တဲ့အခါအဲ့ဒီစာထဲမှာဆေရော်ဂျီသူ့ကြောင်းကိုအမှန်တကယ်ပင်ရောက်နေကြောင်းကိုသိရှိရတဲ့အခါဝစ်ကြီးဝင့်ငယ်အသွဲအသွဲကိုပြုစုဖို့ရာမော်လမြိုင်ကိုချက်ချင်းဆင်းသွားပါတော့တယ်ဒီအကြောင်းနဲ့ဆက်ဆက်ပြီးခော့ခမုံတော့ရဆေရော်ဂျီကြွက်ရောက်လေရာအရက်မှာအံ့ဖွယ်ဖြစ်ရတွင်နဲ့ကြုံရလွန်းလာကြောင်းနှက်တွေများနှူးဆော်လေသလားမသိလူတွေကတအံ့တော်အမျိုးမျိုးပြောကြဆိုကြအိမ်မက်မြင်မှတ်ကြပါတယ်တချို့ကလည်းကော့ကမုံဆရာတော်ဖျားကြီးဟာနှက်တွေနဲ့စကားပြောဆိုလေးရှိကြောင်းပြန်လည်ပြောဆိုကြပါတယ် ်ဆရာတော်ကြီးအနီးမှာဝတ်ကြီးဝင်ငယ်ပြုစုကြတဲ့ပုဂ္ဂိုလ်တချို့ပြောစကားအရာဆရာတော်ကြီးဟာသူ့เจ้าမှာတခါတလေပြတင်းပေါက်တကားတွေဖွင့်ပြီးကဲကဲသွားကြမလာကြနဲ့လို့လက်ကပြပြီးတပားတဲ့စကားပြောနေပါတယ်တိုးဆောင်တဲ့တောင်ဆောင်တဲ့တွေဒါမှမဟုတ်ရုပ်ကစိုးတဲ့တွေခဏခဏလာပြီးဆရာတော်ကြီးနဲ့စကားပြောတယ်ထင်ပါတယ်အဲ့လိုလာပြီးရင်အလွန်မှွေးကြိုင်တဲ့အနက်နဲ့အတူဆရာတော်ကြီးအခန်းထဲကအလင်းရောင်တချို့ပြတင်းပေါက်ကနေတဆင့်ထွက်နေတာကိုတွေ့ရပါတယ် ်ဆရာတော်ကြီးကိုရိုတိုင်းလည်းတခါတလေနှက်တွေလာရောက်ဖူးမြော်လေးရှိကြောင်းမိန့်တော်မူခုပါတယ်အဲ့ဒီလိုထူးခြားစမ်းကြယ်လှတဲ့ကောကမုံဆရာတော်ဘုရားကြီးဗဒ္ဒနာဇောတိပါဠမဟာထေမြတ်ကြီးဟာတတ်တော်69ဝါရော80အရောက်1989ခုနှစ်ဇွန်လ14ရက်နေ့မှာညဉ့်ညူခြင်းအလင်းမရှိဘဲကလထိုင်ပေါ်မှာလျှောင်းဆက်ရင်းဘဝနဲ့ထံပြန်လည်တော်မူခဲ့ပါတယ်သူတော်ကောင်းတွေရဲ့ဘဝဖြစ်စဉ်ထူးခြားချက်တွေဟာအများသူကယုံကြည်ဖို့ရာခင်းရင်နိုင်ကြပေမဲ့ ဒီလိုဆရာတော်ဘုရားကြီးတွေရဲ့ခန္ဓာဇာတိချုပ်ငင်းခြင်းဟာကောင်းရာတုဂတိကလွဲပြီးတခြားဘေးရန်များဖြစ်နိုင်ပါမည်နီလို့တင်ဆက်ရင်းနဲ့ဆရာတော်ကြီးထေရုပတိကိုဒီနေရာမှာပဲအဆုံးသတ်ပါရစေအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးပါ